မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကချင်ပြည်နယ်ဗမော်လွယ်ကျေလမ်းမှာရှိတဲ့စစ်ကောင်စီရဲ့စိန်လုံဗျူဟာတပ်စခန်းကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ကဗျူဟာမှုကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့ဗီဒီယိုမှတ်တမ်းဖိုင်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ရဲ့စိန်လုံဗျူဟာကဗျူဟာမှုဗိုလ်မှူးကြီးဟိန်းထက်အောင်ကို KIA တပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီးတော့လက်နောက်ပြန်ကျိုးတုပ်ပြီးတော့ ဖွဲ့ထားတဲ့တနက်ကိုပြဖို့အတွက်ပြောဆိုနေတာကိုတွေ့နေရပါတယ်။မင်းကအပေါ်ကနေပြီးတော့ခေါင်းမှပြနေတာပေါ့လို့ KIA တပ်ဖွဲ့ဝင်တအူးကပြောရမှာမဟုတ်ပါဘူး။ကြောက်လို့ပါလို့စစ်ကောင်စီရဲ့ view ဟာမှုကပြန်ပြောတာကိုတွေ့နေရပါတယ်။စောစောကလေးကကောင်းကောင်းမွန်မွန်ထွက်လာရင်လက်နက်ချရင်ငါတို့ဘက်ကဘာမှလုပ်မှာမဟုတ်ဘူးလို့ KIA ကရဲဘော်တွေကပြောနေတာကိုလည်းတွေ့နေရပါတယ်။စစ်ကောင်စီရဲ့စကခ27နီး view ဟာနှစ်နီး view ဟာမှုဘုံမူကြီးဟိန်းထက်အောင်ဟာဖမ်းဆီးခံရတဲ့အချိန်မှာစစ်စွတ်ကျင်တဲ့ ကြောက်လန့်တုန်လှုပ်နေတာကို9မိနစ်ကြော်ကြားတဲ့ရုပ်တံဗီဒီယိုဖိုင်မှာတမ်းမှာတွေ့နေရပါတယ်။ဗမော်လွယ်ကျေလမ်းမှာရှိတဲ့စိန်လုံးဖြူဟာတပ်စခန်းအပါအဝင်စစ်ကောင်စီတပ်စခန်းတွေအားလုံးကို KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစိန်လုံးဖြူဟာကို AB လတရက်နေ့မနက်မှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတပ်စခန်းကထွက်ပြေးတဲ့စစ်ကောင်စီတပ်သားများနဲ့ KIA တို့မိုးမောင်းမြို့နယ်ကြောက်စခန်းအနီး AB လ6ရက်နေ့မှာတိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီဘက်ကသေးဆုံးထိခိုက်မှုနဲ့စစ်တုံးမှအဖြစ်နဲ့ဖမ်းဆီးခံရတဲ့သူတွေရှိခဲ့တယ်လို့စီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ စိန်လုံးဖြူဟာဖြူဟာမူဘိုးမူကြီးဟိန်းထက်အောင်အပါဝင်စစ်သား24ဦးကိုကြောက်စကန်းအနီးတိုက်ပွဲမှာ KIA ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ဖမ်းမိတာ29ရောက်ရှိသွားပြီးတေသွားတာကအယောက်30လောက်ရှိပြီးမိုးမောင်းမျိုးနာကကြောက်စကန်းမှာဖမ်းမိတာဖမ်းမိတာက AP လ6ရက်နေ့ကမိတာလို့ကချင်စည်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်နိုင်ငံတော်ဝတိုက်ပွဲတွေမှာရှုံးပွဲတွေဆက်နေတဲ့စစ်ကောင်စီတပ်ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာညီနောင်မဟာမိတ်၃ဘွဲ့ရဲ့1027စစ်စင်ရေးစတင်ပြီးတဲ့နောက်ပိုင်း စစ်တပ်ရဲ့ထိပ်ပိုင်းအင်အားရှိများဖမ်းဆီးခံရမှုနဲ့တေဆုံဒဏ်ရာရမှုလက်နက်ချမှုအလွန်များပြားခဲ့တယ်လို့တွေ့ရပါတယ်အထူးသဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့ကရင်နီပြည်နယ်စတဲ့ဒေသတွေမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ကစခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဖမ်းဆီးရရှိမှုရုတ်တံသတင်းကိုတင်ဆက်ပေးပါမယ်ဖားကတ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေကိုဖမ်းဆီးရရှိမှုရုတ်တံဟာ ဖေဖော်ဝါရီလအတွင်းကဖြစ်ပြီးတော့စစ်ကောင်စီရဲ့တာမခန်စခန်းလက်တိုင်းတောင်စခန်းသိမ်းတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့စီရေးသတင်းအေးမေကပြောကြားထားပါတယ်။သူတို့ကိုအခုထိထိန်းသိမ်းထားတာဟုတ်ပါတယ်။ဗိုလ်မှူးက၂ယောက်၊ဗိုလ်ကြီးက၄ယောက်ပါလို့စီရေးသတင်းအေးမေကပြောကြားထားပါတယ်။ KIA ပူးပေါင်းတပ်ဟာအခု AB လအတွင်းမှာလည်းဖားကံမှာရှိတဲ့နန်ရတက်စခန်းနဲ့စေစင်းရဲစခန်းတို့ကိုတိမ့်ပတ်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တဲ့ရဲများကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းတိမ့်ဆီးရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းမုံရွာအရာတော်လမ်းမှာစစ်ကောင်းစီရင်နှန်းကိုတိုက်ခတ်ရာဘူကြီးတအူးအပါဝင်တင်နန်းသားရောက်20ခန့်တိတ်ဆုံးပြီးတော့ဒုအရာခံဘူတအူးအခြားအဆင့်3ဦးနဲ့တင်နန်းသား45ဦးတို့ကိုလက်နက်ခဲယမ်းနေတဲ့အတူတကွဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အေပီလာ12ရက်နေ့ကမုံရွာခရိုင်မုံရွာမြို့နာမခထပါရ69ကအရာတော်မြို့နယ် စခတ30စစ်အခြေခံတင်တန်းကြောင်းကိုသွားတဲ့တင်တန်းသားအသစ်250ဦးပါတဲ့စစ်ကောင်စီရဲ့ဆက်နက်ဘိန်းက5စီးနဲ့ Express ကတစီးတို့ကိုရာတော်မြို့နယ်ကမ်းဖြူရွာအနီးမှာပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့အမတ်၁စစ်ဒေသရုံးက AP လစိုက်၄ရက်နေမှာသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။တိုက်ခိုက်မှုကြောင့်စစ်ကား၃စီးပျက်စီးပြီးတော့ရင်းနှီးမှာပါလာတဲ့ဗိုလ်ကြီးတအုပ်အပါအဝင်တင်တန်းသားအယောက်20ခန့်သေဆုံးပြီး15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမတ်၁စစ်ဒေသရုံးကအသိပေးထားပါတယ်။ဒါအပြင်ဒုအရာခံဗိုလ်တအုပ် တက်ချက်ကြီးတအူးတက်ချက်တအူးအာကစားသိပ်ပံကတအူးနဲ့တင်တန်းသားအသက်45ဦးတို့ကိုဖမ်းဆီးရမိခဲ့ကြောင်းကိုအမတ်တစ်စစ်ဒေသရုံးကထပ်မံအသိပေးထားပါတယ်ဖြစ်စဉ်ကဟုတ်ပါတယ်လောလောဆယ်စစ်ကြောင်းပြန်ထိုးနေတယ်နောက်ထပ်အင်အားတွေတက်ကူဖြည့်ပြီးတော့စစ်ကြောင်းထိုးနေတယ်ပြစ်ခတ်မှုတွေလည်းရှိနေတယ်လို့ Danger Force LPDF အဖွဲ့ရဲ့တာဝန်ရှိသူက AP လ14ရက်နေ့မနက်ပိုင်းမှာပြောကြားထားပါတယ်စစ်ကောင်စီအုပ်စုထံကနေပြီးတော့လက်နက်ငယ်9လက်ကြီမျိုးစုံ9500ခန့်ဘုံဒီမျိုးစုံ80ခန့် RPG 7ဒုံဒီ10လုံး မိုင်းမျိုးစုံ80ကန်ဂျမ်မာဆက်အကြီးတလုံးကြီပေါက်9ခုဒီတိုနေတာ50ချောင်းကြီကအုတ်ထုတ်3လုံးစစ်ဖက်နဲ့အရန်20 equipment တစ်ခုကြောပွဲတစ်လုံးဖိုင်တွင်88ဖိုင်တို့ကိုတင်စီရမိခဲ့ကြောင်းကိုအမတ်တဲစစ်ဒေတာရုံးကထုတ်ပြန်ထားပါတယ်၎င်းစစ်စင်ရေးကိုမုံရွာခရိုင်တရင်6924မုံရွာခရိုင်ကွန်မန်ဒိုတပ်ဖွဲ့မုံရွာခရိုင်လက်နက်ကြီးတပ်ဖွဲ့အရာတော်မြို့နယ်ပကဖာအရာတော်မြို့နယ်တိုက်နယ်71ပကဖာမိထီလာခရိုင်တရင်နှင့်ဒိန်ဂျာဖို့စ် LPDF ချက်သင်းတဲ့ LPDF နဲ့ Special Revolution Force LPDF အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့ပေါ်မှာချင်းပြည်နယ်စစ်ကောင်စီကပြည်နယ်ဝင်ကြီးတွေလိုက်ပါလာတဲ့ရင်တန်းကိုကြားဖြတ်တိုက်ခတ်ရာဝင်ကြီးများအပါအဝင်6ဦးကြီးစံထိမှန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ12ရက်နေ့မနက်9:00နာရီခွဲကအချိန်မှာဟာခမြို့တွင်းမှာရှိတဲ့ဝင်ကြီးအိမ်ယာကရုံးတက်ဖို့အတွက်ထွက်ခွာလာတဲ့ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝင်ကြီး ဗိုလ်မှူးကြီးတိန်းထွန်းအောင်စီးပွားရေးဝန်ကြီးဦးဟန်ကျင့်စန်းနဲ့လူမှုရေးရာဝန်ကြီးဦးကျော်စိုးဝင်းတို့တုံးလိုက်ပါလာတဲ့ရင်ငါးစီးကိုဟာခါမျိုးမျိုးတေရက်ကွက်လမ်းဆောင်အရောက်မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြက်ခတ်တိုက်ခိုက်ရာမိနစ်20ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်မှုအတွင်းမှာစီးပွားရေးဝန်ကြီးလူမှုရေးဝန်ကြီးနဲ့၎င်းရဲ့ဇနီးနေလုံဝန်ကြီးရဲ့ကိုရေးအရာရှိတို့အပါအဝင်၆ဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။သူတို့ရင်ရန်နဲ့တက်ကိုပြစ်ဖို့စီစဉ်ထားတာရှိတယ်။အခြေအနေကောင်းရင်ပြစ်ဖို့ကြိုတင်စီစဉ်ထားတယ်။ ဲ့ဒါနဲ့သူတို့လုံခြုံရေးကိုအရင်ပြစ်တယ်ပြစ်ပြီးတော့မှရင်တန်းကမရက်လို့သူတို့ပဲဆိုပြီးတော့ပြန်ပြစ်လိုက်တာဝင်ကြီးအင်ယာကနေရုံတက်ဖို့လာတဲ့လမ်းကြောင်းမှာပေါ့စီဝါရေးဝင်ကြီးထိခိုက်ဒဏ်ရာရတယ်ပြီးတော့လူမှုရေးဝင်ကြီးလည်းကြီထိတယ်သူ့အမျိုးသမီးလည်းကြီထိတယ်ပြီးရင်ကားသမားရောပေါ့နေလုံးဝင်ကြီးကတော့သူ့ရဲ့ body guard ကိုထိတယ်ပြီးရင်ရဲတယောက်နဲ့စုစုပေါင်း6ယောက်ဒဏ်ရာရတယ်ကားကတော့9စီးလုံးကြီထိတာပေါ့နေလုံးဝင်ကြီးကကားပေါ်မှာပါတယ်ဒါပေမဲ့သူကတော့မထိဘူးလို့ CDF ဟာခါကတာဝန်ရှိသူတို့ကပြောကြားထားပါတယ် အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်မှာပြည်နယ်နယ်လုံးဝင်ကြီးဟာရုံးကိုရောက်ရှိတဲ့အချိန်မှာမကြေနပ်ချက်နဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီးတော့ CDF ဟာခါတပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်ဟာခါမျိုးပေါ်မှာနေထိုင်နေတဲ့ပြည်နယ်ဝင်ကြီးတွေဟာကြောက်ရွံ့ထိတ်လန့်နေကြပြီးတော့မျိုးတွင်းမှာလုံခြုံရေးအင်အားတွေတိုးမြင့်ချထားတယ်လို့သိရပါတယ်။လူမှုရေးဝင်ကြီးနဲ့၎င်းရဲ့အမျိုးသမီးတို့တက်ရောက်ကူတာနေတဲ့ဟာခါမျိုးနဲ့ပြည်သူစေးရုံပတ်ပတ်လေကိုလည်းလုံခြုံရေးအပြည့်ချထားတယ်လို့ CDF ဟာခါကပြောဆိုထားကြောင်း သတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ KNL PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်မှုကြောင့်မြောက်ဒီမျိုးဆောင်တက်205တရင်ဟာအမှတ်နဲ့ချစ်ကြည်ဒရာအနီကိုပြောင်းရွှေ့သွားပြီးတော့ရိတ်ခါတွေအတွက် BGF KNA ဘက်ကပို့ဆောင်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။နေမြေကန်သတင်းအရင်းမြစ်က205ကတပ်သားတွေထွက်သွားတာဘာမှမပါဘဲနဲ့ဘလို့ရက်တီနေထိုင်မလဲဆိုတော့သူတို့ကို BGF ဘက်ကရိတ်ခါတွေပို့ပေးနေတယ်လို့ပြောဆိုခဲ့ပါရတယ်။ မြောက်ပြည်မျိုးစောက်တက်2.5တရင်ကို KNLA PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်ကမြောက်ပြည်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာ KNA အသွင်ပြောင်းတဲ့ BGF တပ်ဖွဲ့နဲ့ KNLA PC တပ်ဖွဲ့တို့ဟာချက်ချင်းဆိုသလိုပေါ်လာပြီးတော့မြောက်ပြည်မျိုးကိုလုံခြုံရေးကင်းလှည့်နေတာတွေကိုသဘောမကျဘူးလို့မျိုးကန်တအုပ်ကပြောပါတယ်။ဒါအပြင်မြောက်ပြည်မျိုးစောက်တက်2.5တရင်ကနေဆုတ်ခွာသွားတဲ့တပ်မ44တပ်မမှုဟာကော့ကရိတ်ရေလေကျွန်းဘက်ကိုပြန်လည်ရောက်ရှိနေပြီလို့အတန်းတွေထွက်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်းကြီးမြို့ပေါ်မှာရှိတဲ့အကြံဘတ်စစ်ကောင်စီတပ်သားတွေအထိုင်ချတပ်ဆွဲထားတဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြံဘတ်စစ်ကောင်စီတပ်သား3ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ73ရက်နေ့မနက်9:00နာရီအချိန်ကစာလင်းကြီးမြို့ပေါ်မှာရှိတဲ့အကြံဘတ်စစ်ကောင်စီတပ်သားအင်အား200ကျော်နဲ့အထိုင်ချတပ်ဆွဲထားတဲ့ရဲစခန်းနဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကိုကြံအကြိုနဲ့ စစ်စင်ရေးအဖြစ်နဲ့လက်နက်ကြီးများ short တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၃កောင်ထိတယ်လို့တော့သတင်းရထားတယ်။သေတော့မသေးသေးဘူး။ခွေးတွေထွက်အလာကိုလက်နက်ကြီးအဖူကျတာနဲ့ကွက်တိဖြစ်သွားတာ။အဲ့ဒီမှာ၃កောင်ဒဏ်ရာရတာလက်နက်ကြီးအလုံးကြီး90လောက်တော့ထုခဲ့တယ်။ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ကောင်တာပြန်ပစ်တာကက်ရက်တွေကျနေလို့ပြန်ဆုတ်ခဲ့ရတာပါ။ကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ Royal Tiger Force ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Royal Tiger Force ပျောက်ကြားတပ်ဖွဲ့နဲ့ရေမာဝင်ခရိုင်လက်နက်ကြီးတပ်ပေါင်းစုတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တော့လေပြည်သူ့ကာကွယ်ရေးဘော်များအားလုံးအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။